အားလုံးနဲ့မင်္ဂလာပါရှင်ကျမကတော့မစ်ဆူနေပဲပြီ2025အီတန်မုခင်ပဲဖြစ်ပါရဲ့ရှင်ကျမကတော့ဒေါက်တာဗက်တနရီမေဒီဆင်ဒီညာရက်ကို final ဘဝန်းထီတက်ရောက်တင်ကြားခဲ့ပြီးတော့ယခုလက်ရှိမှာ Swiss School of Business Research ရဲ့ final year ပြည်ပြည်စီမံပြောင်းဖြစ်ပါရဲ့ရှင် မြန်မာလင်းဟိုပန်ကုမ္ပဏီလီမိတ်တဲ့ပြည်ယုံခဲမှာလဲ warehouse supervisor and area sales manager အနေနဲ့တာဝန်ထမ်းဆောင်နေသူတို့ဖြစ်ပါရဲ့ရှင်။ယခုလက်ရှိမှာတော့ဘီကိုစားပြီးမစ်ဆူနီဘက်တယောက်အနေနဲ့စမထမ်းဆောင်သွားမဲ့တာဝန်ကတော့ no more abuse ဆိုတဲ့ခေါင်းစဉ်ရဲ့အောက်မှာ break the silence and end the domestic violence ဆိုတဲ့တောင်ပုတ်ကိုလက်ကင်ထားပြီးတော့အိမ်ရင်းစားဖတ်မှုနဲ့ပတ်သက်တဲ့အသိပညာပေးလုပ်ငန်းစဉ်တွေကိုစောင့်ထွက်သွားမှာပဲဖြစ်ပါရဲ့ရှင်။ အိမ်မင်းချပတ်မှုဆိုတာအသေးပွဲကိစ္စမဟုတ်တလို့အမျိုးသမီးတွေနဲ့ပဲသက်ဆိုင်တဲ့ကိစ္စလည်းမဟုတ်ပါဘူးရှင်။တာမန်အားဖြင့်တော့အိမ်မင်းအကြပ်မှုလို့ဆိုလိုက်ရင်အိမ်ောင်ဘက်အမျိုးသားကအိမ်ောင်ဘက်အမျိုးသမီးကိုအကြမ်းဖက်တဲ့လုပ်ရက်တွေကိုပဲပြင်ဉင်းစားတာဖြစ်ပါတယ်။တကယ်တမ်းထဲထဲဝင်ဝင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အိမ်ောင်ဘက်အမျိုးသားကအိမ်ောင်ဘက်အမျိုးသမီးကိုအကြမ်းဖက်တဲ့လုပ်ရက်တွေတည်းမကပဲအိမ်ောင်ဘက်အမျိုးသမီးကအိမ်ောင်ဘက်အမျိုးသားကိုအကြမ်းဖက်တဲ့လုပ်ရက်တွေမိဘတွေကသားသမီးတွေကိုအကြမ်းဖက်တဲ့ဖြစ်စဉ်တွေနဲ့ရှိနေတတ်ပါရဲ့ရှင်။ ဥပမာပြောရမယ်ဆိုလို့ရှိရင်တော့အိမ်အောင်ဘက်အမျိုးသမီးကအိမ်အောင်ဘက်အမျိုးသားကိုနင်ဘလောက်ဝင်လို့လဲနင်ပတ်စံဘလောက်ချနိုင်လို့လဲနင်မထက်တအောင်ဘာလုပ်နိုင်လဲစရဲစကလုံးတွေကလည်းအိမ်အောင်ဘက်အမျိုးသားရဲ့စိတ်ကိုနှုတ်နဲ့အကြမ်းဖက်လိုက်တာပဲဖြစ်ပါရဲ့ရှင်။ဒီခုလိုမျိုးမိသားရဲ့အပြန်အလှန်အကြမ်းဖက်တဲ့ဖြစ်စဉ်ကိုတွေ့ကြုံခံစားရတဲ့ကလေးငယ်တွေရဲ့စိတ်ထဲမှာလည်းစိတ်ဓာတ်ရရပြီးတော့အိမ်လုံးအကြမ်းဖက်မှုရဲ့ပြဿနာတွေဖြစ်သွားကြပါရဲ့ရှင်။တစ်ခါတည်းရင်မိသားတွေရဲ့ဆွေးဆုံးမှုကိုလမ်းလဲသွားတဲ့အခါမျိုးမှာခင်မိသားရဲ့ကိုယ်ဟန်တော်မသိလိုက်တဲ့ကလေးတွေကိုအကြမ်းဖက်တဲ့လုပ်ရတဲ့အတူတူကုပြ 当然没有，联系的再发也行。 ကလေးငယ်တွေဆိုတာကျမတို့တိုင်းပြည်ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့လူစွာအရင်းအမြစ်တွေဖြစ်တာကြောင့်ဒီလိုအိမ်လွန်းအကြမ်းဖက်မှုဖြစ်စဉ်မျိုးတွေဟာကလေးငယ်တွေရဲ့အနာဂတ်ကိုများစွာထိခိုက်မြင့်မားမှုတွေဖြစ်ပေါ်စေတတ်ပါတယ်ရှင်။အိမ်လွန်းစံဖက်မှုဆိုင်ရာလိလာသူတွေရဲ့တွေးရှိချက်တွေအရလူငယ်9ယောက်မှ10ယောက်လုံးအမျိုးသမီး9ယောက်မှ2ယောက်လုံးအမျိုးသား10ယောက်မှ2ယောက်လုံးပါဆိုလို့ရှိရင်အိမ်လွန်းစံဖက်မှုနဲ့ပတ်သက်တဲ့ပြဿနာတွေကိုရင်ဆိုင်ကြုံတွေ့နေရတာပဲဖြစ်ပါတယ်ရှင်။1990ပတ်ဝန်းကျင်မှာအိမ်လွန်းစံဖက်မှုနဲ့ပတ်သက်တဲ့ဥပဒေဟာနိုင်ငံမှာဆက်နွယ်နိုင်ငံမှာပဲရှိခဲ့ပေမ ဲ့ယခုလက်ရှိမှာဆိုလို့ရှိရင်တော့နိုင်ငံမှာဘုရားပိုးတဲ့ကျော်မှာအိမ်ဝင်ကြဖို့နဲ့ပတ်သက်တဲ့ဥပဒေတွေရှိနေပြီပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်မလို့အိမ်ဝင်အကြံဖတ်မှုနဲ့ပတ်သက်တဲ့ဥပဒေတွေထိထိရောက်ရောက်ရှိတဲ့လို့ကျမတို့လူမှုဘက်ဝန်ကျင်မှာလည်းဒီအိမ်ဝင်အကြံဖတ်မှုကိစ္စကိုတာမန်ကိစ္စရဲ့အနေနဲ့သဘောမထားဘဲနဲ့တဦးတယောက်ချင်းစီရဲ့အတွေ့အမြင်တွေပါမှပြုပြင်ပြောင်းလဲဖို့လိုအပ်ပါတယ်ရှင်။ဒါကြောင့်ကျမအနေနဲ့အိမ်ဝင်အကြံဖတ်မှုနဲ့ပတ်သက်တဲ့ပညာပေးလုပ်ငန်းစဉ်များကိုထဲထဲဝင်ဝင်လှုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်ရှင်။ယခုအခါမှာအိမ်ဝင်အကြံဖတ်မှုနဲ့ပတ်သက် ်ပြီးတော့အခုမီပေးနေတဲ့အဖွဲ့အစည်းတွေရှိလာပြီးဖြစ်တဲ့အတွက်ကျမတို့အနေနဲ့အိမ်ငန်းစက်ဖက်မှုမျိုးတုံ့ပြန်ခဲ့ရမယ်ဆိုလို့ရှိရင်တိတ်ဆိတ်မနေပဲခွန်ဟအကူအညီတောင်းပြီးတော့အိမ်ငန်းစက်ဖက်မှုများကိုအဆုံးသတ်လိုက်ကြပါစို့လားရှင် Break the silence and the domestic violence